မင်္ဂလာပါဒီနေ့သင်ခန်းစာမှာဒီချေရကလေးလေးတွေကိုဘီးနဲ့တရအတွဲထားတဲ့စာပိုက်ကလေးတွေကိုအတန်ထွက်မမှန်နဲ့ရွတ်တက်ဖတ်တက်ရေးတက်အောင်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ချေတို့တွေကဒီစကလုံးလေးတွေကိုစလုံးလေးတွေမပေါင်းခင်မှာဒီပေးထားတဲ့စာပိုက်ကလေးတွေကိုကြည်ကြည်ညံ့ညံ့နဲ့ဖတ်တက်အောင်အရင်အရင်ဆုံးလေ့ကျင့်ရပါမယ်အဲ့တော့ချေနဲ့အတူတူဒီစာပိုက်ကလေးတွေလိုက်ပြီးတော့စိုးကြည့်ကြည့်ရအောင်ပါညအခါလတာတာဒစားမလားနားမလား ညအခလာတာတာကစားမလာနာမလာညအခလာတာတာကစားမလာနာမလား ညာရီညာအာရီအာညာအာခကိုရေးချခညာအခ လာရီလတရီချတာလတာတရီချတာလတာတာကာကြီးကစာလုံးရေးချဝစ်စံနှလုံးပေါင်းစာကန်စာမာရီမာကန်စာမာလာရီချဝစ်စံနှလုံးပေါင်းလာကန်စာမလနာငယ်ရေးချဝစ်စံနှလုံးပေါင်းနာမာရီမာနာမလာရီချဝစ်စံနှလုံးပေါင်းလာ နာမလညအခါလတာတာကစားမလနာမလအစာအစာဝါစားပါအတာပါတလားငားပါတလားအာယာစာလုံးရေးချဝစ်စံနှလုံးပေါက်စာ အစာအာယာအစာအစာလုံးရေးချစာ အစာအစာ 哇一炒为三的龙宝哇沙龙一炒为三的龙宝沙哇沙，把沙一炒把哇沙把阿、啊、一阿、啊、大一炒为三的龙宝大，哎大把沙一炒把哎大把。欸 တာယေတအတာပါတလာယေခြာဝိစံနှလုံးပေါလာအတာပါတလာငါယေခြာဝိစံနှလုံးပေါငါပစာဝိခြာပါငါပါတာယေတငါပါတလာယေခြာဝိစံနှလုံးပေါလာငါပါတလာအစာအစာဝါစာပါအတာပါတလာငါပါတလာအစာအစာ ဝါစာပါအတာပါတလားငားပါတလားကစားစေရကစားပါအားထားစေရတတလားကစားစေရကစားပါအားထားစေရတတလားကကြည်ကစာလုံးရချာဝစ်ဆန်နှလုံးပေါစာကစားစာလုံးရစာကစားစရောက်ောက်ရချာရ 格啥谁呀？格子爷家沙龙伊茶会生来龙包啥？格啥花茶伊茶把？格啥把？阿伊茶会生来龙包阿，他先煮伊茶会生来龙包他，阿他沙龙伊茶，阿他啥呀搞伊茶呀？阿他谁呀？大伊茶会生来龙包大，大伊茶会生来龙包大，大大来伊茶来，大大来。 ကစားစေရကစားပါအားထားစေရတတလာ ကစားစေရကစားပါအားထားစေရတတလာစာရဒလာခဏလာပါဆေယမအနာလာတာလာပါစာရဒလာခဏလာပါဆေယမအနာလာတာလာပါ စလုံးရေးချစာရာကောင်းရေးရာစာရတာရေးတာစာရတာလာရေးချဝစ်ဆန်နှလုံးပေါက်လာစာရတလာခန်ခွေခနာကြည်နခဏလာရေးချလာခဏလာ ပစာရေးချပါခဏလာပါစာလင်ရီစာရောက်ပါရီချာရာဆေးရာမာရီမ ဆေယာမအာယေအနာငေယေချဝေဆန်နှလုံးပေါင်းနာဆေယာမအနာလာယေချာလာတာယေချာတာလာတာလာယေချာလာလာတာလာပါစာယေချာပါလာတာလာပါစာယတလာခဏလာပါဆေယာမအနာလာတာလာပါအဲ့တော့ကျေးအားဒီမှာစာပိုက်ကလေးတွေရွတ်ဆိုပြီးတော့စလုံးလေးတွေပေါင်းပြသွားတာကိုကလေးလေးတွေကတည်တည်ချာချာလိုက်ဆိုပြီးတော့စာပိုက်ကလေးတွေကို အတန်ထွက်မမှန်နဲ့ရွတ်ဆိုတဲ့အောင်တည်ချာလေးလေ့ကျင့်ပြီးသွားပြီဆိုရင်ဒီစလုံးလေးတွေကိုပေါင်းပြီးတော့လေးချောင်းမြင်းစာအုပ်ကလေးထဲမှာလေးထလှလေးတွေလေးထလှလေးနဲ့အရေးအစွဲမမှန်နဲ့၃လေးခေါက်လောက်စာအုပ်ကလေးလေးချောင်းမြင်းစာအုပ်ကလေးထဲမှာပြန်ပြီးတော့လေ့ကျင့်ကြည့်ပါဒါဆိုလို့ရှိရင်တော့ဒီသင်ကန်းစာကိုကလေးလေးတွေကကြည်ကြည်ညင်းညင်းနဲ့ရသွားလိမ့်မယ်လို့ထင်ပါတယ်ဒီချိန်နဲ့အတူတူနောက်သင်ကန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်